ူဝင်ထမ်းစာမေးပွဲအချိန်နောက်ကြအကြောင်းသားများအားတနအီခွဲကြာတီအထိဆောက်ဟုဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။သက္ကသိုလ်ဝန်ထမ်းပြေဆိုတဲ့ចောင်းသားចောင်းသူတွေအဆင်ပြေစေဖို့စံမေးပွဲချိန်နောက်ကျចောင်းသားတွေကိုအချိန်တနာရီခွဲကြတဲ့အထိဆောင်ပေးတယ်လို့ပညာရေးဝန်ကြီးဌာနကတည်ရပါတယ်။ အရင်ကဆာမေးပွဲစည်းကမ်းအရာနိုင်ယူဝတ်နောက်ကြရင်ဖြည့်ဆို့ခွင့်မရှိဘူးဆိုတာရှိခဲ့ပေမဲ့ဒီနှစ်အနေနဲ့ဖြည့်လျှော်ပြီး အချိန်ကိုပုံမသတ်မှတ်ပြီးတနအီခွဲနောက်ကြရတဲ့အထိလက်ခံဖို့ရာအတွက်ညွှန်ကြားထားတယ်လို့ဆိုပါတယ်အစိုးရအချိန်နောက်ကြပြီးရောက်ရှိလာတဲ့ចောင်းသားចောင်းသူကိုဆောင်မေးပွဲဖြေဆိုနိုင်ခြင်းအတွက်အစဉ်ပြေစေဖို့လဲစီစဉ်ဆောင်ရွက်ထားရလို့လဲသိရပါသည်။ဒါအပြင်ကျန်းမာရေးအတွက်လဲစားစစ်ဌာနထိုင်းမှာ မက်ဒီကယ်ကာဗာအနေနဲ့ကျန်းမာရေးစောင့်ရှောက်ခန်းအနေနဲ့တရားစေခန်းတွေဖွင့်ထားသလိုသက်ဆိုင်ရာမြို့နယ်အလိုက်တိုင်းအလိုက်လည်းအရေးပေါ်လူနာတွေပေါ်ပေါက်လာရင် ဖြည့်ဆို့နိုင်ဖို့စေယုံတွေမှာစာဖြည့်ခန်းတွေအရန်အစ်စီစဉ်ဆောင်ရွက်ထားတယ်လို့ဆိုပါတယ်ကျောင်းသားကျောင်းသူတွေလမ်းခရီးမှာလမ်းပန်းဆက်သွယ်ရေးအခက်အခဲဖြစ်နေရင်လေကုညီပေးချဖို့ရင်ထိန်မိသားစရဲဌာနဆိုင်ရာတွေကိုညွှန်ကြားထားတယ်လို့သိရပါတယ် အခု2024-2025ခုနှစ်တက္ကသိုလ်ဝန်ထမ်းပညာသင်နှင့်အတွက်နိုင်ငံခြားစာစစ်ဌာန73ခုနှင့်ပြည်တွင်းမှစာစစ်ဌာန104ခုစုစုပေါင်းစာစစ်ဌာန118ခုဖွင့်လှစ်ပြေဆိုနေကြတာပါ။ အဆိုပါဆာမေးပွဲဖြေဆိုးဖို့ဆရေးပေးသွင်းသူဦးရေစုစုပေါင်း23843ဦးရှိပြီးဆာမေးပွဲဒုတိယနေ့အင်္ဂလိပ်စာဘာသာရပ်နေ့မှာလာရောက်ဖြေဆိုးသူစုစုပေါင်း23659ဦးရှိကဖြေဆိုးသူရာခိုင်နှုန်း94သရမ4ရှိရာခိုင်နှုန်းရှိခဲ့ပြီးဒီကနေ့မှလည်းအတင်းချဘာသာရပ်ကိုဆက်လက်ဖြေဆိုးနေကြရလို့သိရပါသေးရှင်။